မိဘပြည်သူများရှင်ပြည်သူ့ဗဟိုဗျူမီဒီယာ Prime Media မှဖြစ်ပါရရှင်မိဘပြည်သူများကိုသတင်းလေးတွေမတင်ဆက်ပေးခင်မှာကျမမြစ်တာရခန့်ချင်တာလေးတခုရှိပါရရှင်အဓိကတော့မြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြတဲ့မိဘပြည်သူများအားလုံး ਨੇ မြန်မာနိုင်ငံအရေးမှာဝင်ရောက်လှုပ်ရှားနေကြတဲ့အင်အားစုတွေအားလုံးကိုကျမမြစ်တာခန့်ချင်တာပါရှင်ဒီ2025ခုနှစ်မြန်မာရိုးရာတကြံပွဲတော်ကအကြံကမှာကျင်းပတော့မှာဖြစ်ပါရရှင် အခုဒီနေ့ကကျမတို့နိုင်ငံရဲ့ကမ္ဘာ drummer ရင်ကျေးမှုအမွေနဲ့စတင်ပြီးတော့ဝင်ရောက်တဲ့နှစ်ဖြစ်ပါရဲ့ရှင် UNESCO ဝင်ခဲ့တာပေါ့နော်မြန်မာတကြံဟာဒီတော့ဒီနှစ်မှာကျမတို့ကအမှားရမရှိပဲနဲ့အောင်မြင်စွာဒီကြံပွဲတွေကိုကျင်းပနိုင်ဖို့လိုပါရဲ့ရှင်နိုင်ငံတော်ဆိုအနေနဲ့လည်းကျင်းပနိုင်ဖို့အတွက်ကိုကြိုးစားနေပါတယ်ဒီနေရာမှာ PDF တွေနဲ့တော်နိုင်ရေးကိုအားပေးတဲ့သူတွေရဲ့အယူဆလွဲမှုလေးတွေလည်းကျမနည်းနည်းလေးပေါ့နော်ပြောပြချင်ပါတယ်နိုင်ငံတစ်ခုမှာစစ်တိုက်တယ်ဆိုတာကဒါဖြစ်လေဖြစ်တာရှိရဲ့အိစာပေါ့နော်အဲ့လောက်ထိကကျမတို့လက်ခံပေးလို့ရတယ် လူတွေဆိုတာကတော့ရှင်ကြိုင်ကြိုင်မကြိုင်ထားချကြမှာပဲဟုတ်တယ်မလားဒါပြဿနာမရှိဘူးဒါပေမဲ့စစ်ပဲတိုက်တိုက်ဘာပဲလုပ်လို့အနာယူရတဲ့အချိန်ဆိုရှိရဲ့ရှင်ပြီးတော့ကိုနေထိုင်တဲ့အရက်တွေတော့ဒုက္ခမပေးရတဲ့အချိန်တွေဆိုရှိရဲ့ဒီတကြံကာလဟာကျမတို့ဒီစီမင်းစီကံနှစ်ခုကိုစောင့်ထည့်ရမယ့်ကာလဖြစ်ပါရဲ့ရှင်တကြံပွဲတော်မှာအချိန်ကလူရန်းစားတွေဈေးရောင်းရတယ်အဲ့ဒီအတွက်စောင့်ဝင်နေရေးတွေပြည်လေတယ်ကြကြံပွဲတော့တခုခုဘုံပေါက်တာဘာညာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ဆိုရင်ဒီလူတွေရဲ့စာဝတ်နေအဲ့ကုန်ခက်ခဲကုန်ပါရှင့် တိလားဒါဟာတော်လန်ရင်းနဲ့လည်းမဆိုင်တော့စာဝိနေရေးအတွက်ကိုထမင်းရှာရတဲ့ကိစ္စရက်တစ်ခုဒါတော်လန်ရင်းနဲ့ဘာမှမဆိုင်ပြီးတော့တော်လန်ရင်းဘက်ကိုအားပေးပြီးနိုင်ငံခြားမှာနေတဲ့သူတွေကပြည်သူလူထုနဲ့အနီးမိဘပြည်သူတွေပေါ့နော်ပြောထားတဲ့အယူဆတစ်ခုရှိတယ်။တကြံမှာပါဝင်စင်နွဲတယ်တကြံကောင်းကောင်းမွန်မွန်ဖြတ်ကျော်သွားနိုင်တယ်ဆိုရင်ဒီဆိုးရနာမည်ရရတယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါကြောင့်ပြည်သူတွေကိုတကြံပွဲတော်ဆိုရင်မစင်နွဲနဲ့ထက်လို့ဖြည့်စီလို့ဆိုရဲပုံစံမျိုးတွေပြောတာဟာပါးရင်းနေပါရဲ့ရှင့် ။ဒဇံပွဲတော်ဆိုတာဟာနိုင်ငံတော်အစိုးရအတွက်ဆိုတာထက်ပြည်သူလူထုအတွက်သာဖြစ်ပါတယ်။နိုင်ငံဒီမှာရှိရဲ့ယဉ်ကျေးမှုတွေနဲ့ပတ်သက်ပြီးတော့ပွဲတော်တွေဟာဆိုရင်ပြည်သူလူထုရဲ့ဝင်ငွေလမ်းကြောင်းစီကိုကောင်းမွန်စွာရောက်ရှိနိုင်ဖို့အတွက်အခုနောက်ပိုင်းမှာအသုံးပြုလာတာဖြစ်ပါရဲ့ရှင့်။ဒါကြောင့်ဒဇံပွဲတော်ဟာအခြေခံလူရန်းစားတွေအတွက်ပတ်စံရမယ့်နေ့တွေပါနော်။ဒါကကျမတို့ကိုချင်းစာစိတ်လေးနဲ့တချို့နေရာလေးတွေမှာစစ်ဖြစ်နေရဆိုတော့မှခဏရက်တန့်ပေးရတဲ့အချိန်တွေရှိရလေ။ဒဇံကာလအဲ့လိုအချိန်ပဲရှင့်။ ကျမတို့အဲ့ဒီကာလမှာခဏလေးရက်တန့်ပေးကြပါလို့ကျမအားလုံးမေတ္တာခံချင်တာပါရှင်။ဒါကြောင့်ကျမတို့အခုတကြံအပွဲတော်ကအခြေခံလူရန်းစားတွေအတွက်အသက်ရှူပေါက်လေးတစ်ခုဖြစ်တဲ့အတွက်အင်အားစုများအားလုံးကကိုချင်းစာစိတ်လေးနဲ့စစ်ပွဲကိုတကြံကာလတွေမှာခက်တာခဏရက်တန့်ထားပေးဖို့အတွက်လည်းကျမမေတ္တာခံတာပါရှင်။ရက်တန့်နေတဲ့ကာလမှာဘာလို့လို့တော့မသိဘူးဆိုတော့တကြံပွဲတော်နှွှဲ့ပြော်လိုက်ကြပါရှင်။ ။တကြံပွဲတော်ဆိုတာကအုတ်လက်မန်တက်လေးထိုးလဲတကြံပဲလေ။ရေခွက်လေးနဲ့ရေလောင်းနဲ့တကြံပဲရှင့်။ဒါကြောင့်ဒီအချိန်ကာလမှာခဏရက်လိုက်ကြပါခိတ္တခဏပါပဲရှင့်။တကြံကာလဘလောက်မှမကြပါဘူး။ရက်ပိုင်းလေးပဲကြပါတယ်။အဲ့ဒီအချိန်လေးမှာမစ်ရှင်တွေရှိရဆိုလဲဖြတ်လိုက်ပါမလုံကြပါနဲ့ပြည်သူလူထုတွေအေးအေးဆေးဆေးရေပတ်ကစားပြီးတော့စီးပွားရေးလုံကြပါစေရှင့်ဒါဟာနိုင်ငံတော်အတွက်ပါဆိုပြီးတော့ကိုကိုခံယူထားတဲ့သူတိုင်းလှုပ်ဆောင်တဲ့ကိစ္စသာဖြစ်ပါတယ်ပြည်သူတွေလည်းခဏလေးအနာလေးပေးကြပါအောင်ပေါ့နော်ကြံပြီးတော့မှပဲဆက်ချကြတာပေါ့ရှင့်အဲ့လိုပဲပြောရတော့မှာပေါ့နော်ဒီတော့ ။ဉာဏ်ကာလလေးယူတော့အနေကင်းစွာနဲ့ဖြတ်တန်းစေချင်ပါတယ်။အချိန်ကလူရန်းစားတွေဈေးလေးတွေရောင်းကောင်းပြီးတော့မိသားစုပေါင်းတစ်ခါအတွက်ပြည်လဲစေချင်ပါချက်။ပြောကြတဲ့သူတွေလည်းအနီးအဆိုင်မကွဲပြားပဲနဲ့ကျမတို့ပြပြရွှေရွှေကျင်းပနိုင်စီကြပါရှင်။ဒါလေးတွေတော့ကျမတို့မြန်မာနိုင်ငံသားများအားလုံးကကိုယ်နိုင်ငံအကျိုးကိုယ်နိုင်ငံမှာရှိနေပြည်သူတွေမျက်နှာလေးကိုထောက်ထားပြီးတော့ခိတခဏတီးခန့်ခြင်းအဖြစ်အတ္တလေးတွေခဏလေးရပိုင်းလေးပဲနော်တီးခန့်မှာရပိုင်းလေးပဲရှော့လိုက်ခြင်းအဖြစ် ကျမတို့တကြံပွဲတော်ကြီးကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ကမ္ဘာလည်းမှာမျက်နှာပြန်မယ်ကိစ္စတွေနိုင်ငံတော်ဂုံတိတ်ခါကြရမယ်ကိစ္စတွေနိုင်ငံသားတွေရဲ့ဂုံတိတ်ခါကြဆင်းရမယ်ကိစ္စတွေမပြုတ်လောက်ကြပါနဲ့လို့ကျမအထူးမြတ်တာမြတ်တာအခန့်ချန်လေးပေါ့နော်ဒါလေးကိုကျမတင်မတင်စက္ကင်းလေးမှာပထမအောင်ဆုံးတင်ဆက်တာဖြစ်ပါရဲ့ရှင်။ဒီပပီသူများရှင်ကျမယနေ့ပထမအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းလေးကတော့သတင်းကောင်းလေးပါရှင်။သတင်းကောင်းလေးကဘယ်သူတွေအတွက်လဲဆိုတော့ဒီနှစ်မှာစံတန်းဆောင်ွေးပွဲကိုမဖြေနိုင်တဲ့ចောင်းသားတွေအတွက်သတင်းကောင်းဖြစ်ပါရဲ့ရှင်။ အဲ့ဒရင်ကတော့တေချာဘောက်ကိုဖတ်ပြတဲ့နဲ့အတွက်အတိပေးတဲ့အတွက်ကျွန်မတတိချာလေးနဲ့လေးတင်ပြပေးချင်ပါရှင်။သတင်းလေးကိုစပြီးတော့ဖတ်ပြမယ်နော်။ဒီမတ်လ25ရက်နေ့မှာဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကိုကျင်းပခဲ့ပါရှင်။အဲ့ဒီအစည်းအဝေးကိုနေပြည်တော်မှာကျင်းပခဲ့တာဖြစ်ပါရှင်။ရုံးချုပ်မှာကျင်းပခဲ့ပါတယ်။အစည်းအဝေးမှာဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတွေတွဲဖက်အတွင်းရေးမှူးတွေနဲ့အဖွဲ့ဝင်တွေအားလုံးတက်ရောက်ကြပါရှင်။ဒီပွဲလေးမှာအရေးကြီးတဲ့အချက်လေးပေါ့နော်။အဲ့နှစ်ခုကိုကျွန်မအရင်ဆုံးပြောပြမယ်ရှင်။ အဲ့ဒီမှာနှစ်ခုမှာတစ်ခုကကြာရွေးကောက်ပွဲနဲ့ပတ်သက်တာနောက်တစ်ခုကပညာရေးပညာရေးမှာကြာတော့အဲ့စနစ်တန်းမှာမဖြေနိုင်တဲ့ကလေးတွေအတွက်ဒီမှာအဲ့ဒါလေးကျွန်မပြောပြချင်တာရွေးကောက်ပွဲအရင်ဆုံးပြောပြမယ်နော်အဓိကရွေးကောက်ပွဲအတွက်ကိုသူကမဲဆန္ဒရှင်ဆင်ရင်းတွေမမှန်ကန်ရရှိစေဖို့အတွက်ကို2024မှာလူဦးရေနဲ့အိမ်ကြောင်းရာသကောင်စင်းအောင်ကောက်ယူပေးတာဖြစ်ပါရှင့်ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်ကိုလူရည်သကောင်စင်းအောင်တရားလေးစီမံထားပါဘောနော်။ဒါကြောင့်ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ် နောက်နှစ်ပေါ့နော်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာအတွင်းပေါ့နော်ကျင်းပဖို့အတွက်ရှာထားတယ်လို့သိရပါရှင့်မြို့တော်ပြင်ဖြစ်စေကဘူးတဲ့ဒီလာမယ့်နှစ်ဇန်နဝါရီလအတွင်းမှာရွေးကောက်ပွဲရောအောင်မြင်စွာကျင်းပပြီးစုဖို့လိုပါတယ်ဆိုပြီးတော့အတိအကျပြောထားပါရှင့်ရွေးကောက်ပွဲကတော့တေချာသွားပါပြီနော်လုံးဝလုံးဝတေချာသွားပါပြီရှင့်ပြီးတော့ဒီရွေးကောက်ပွဲမှာဆိုရင်မဲမတမမှုပြုလုပ်ဖို့အတွက်မလွယ်ကူတဲ့စနစ်ဖြစ်တဲ့ electronic voting machine စနစ်နဲ့ဆန္ဒမဲပေးဖို့အတွက်ကိုလည်းကြိုတင်ပြင်ဆင်နေရဲဆိုပြီးတော့ပြောထားပါရှင့် နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက်ကိုဥပဒေနဲ့အညီခွင့်ပြုပေးထားတာရှိရဲ့အကြောင်းမျိုးမျိုးကြောင့်စီကံသတ်မှတ်ချက်တွေကျောင်းလွန်သွားတဲ့အတွက်ပယ်ဖျက်ခဲ့ရတဲ့ပါတီတွေလည်းရှိရဆိုပြီးပြောထားပါဗျ။အဓိကကတော့နိုင်ငံရေးပါတီအနေနဲ့ပေါ့နော်ကိုကနိုင်ငံရေးပါတီဖြစ်နေပြီဆိုရင်ဥပဒေကိုသိရှိရမှာဖြစ်တယ်ဆိုပြီးတော့ပြောကြားထားပါရှင့်ပြီးတော့နိုင်ငံရေးပါတီနဲ့ပတ်သက်ပြီးတော့ဥပဒေထက်မှာမြည်သူမျှမရှိစေရဆိုတဲ့အတိုင်းနိုင်ငံရေးပါတီတွေဟာဥပဒေတိုင်းသာဆောင်ရွက်ကြပါဆိုပြီးတော့အစည်းအဝေးထဲမှာထည့်သွင်းပြောကြားတင်ဆက်သွားကြပါရှင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အနေငယ်ထည့်သွင်းပြောကြရမှာတော့ NLD ပါတီပေါ့နော်အခုဆိုမေးခွန်းနေရာထွက်ကြရလေရွေးကောက်ပွဲမှာ NLD မပိုင်ဖြစ်ရလားဆိုတော့ကျွန်မမေးချင်တာ NLD ဟာဥပဒေအထက်မှာရှိရလားရှင်ခါကြရင်ကျွန်မတို့ကလေးစားလိုချင်တာဝဲဖော့ဆောင်လို့မရအောင်နိုင်ငံရေးဥပဒေကိုလည်းတစ်ချက်လောက်စောင့်ခဲ့ကြည့်ရအောင်မယ်ရှင်နိုင်ငံတော်မှာကပါတီနဲ့ပတ်သက်ပြီးတော့လုပ်ပေးထားတဲ့စီမင်းစစ်ကတ်နေရှိပြီးသား NLD ကအချိန်ကျော်လွန်သွားခဲ့တာအဲ့ဒါဘာကြောင့်လဲဆိုတော့ NLD မှာပေါ့နော်လက်ရှိကြံနေတဲ့ CEC တွေကိုယ်တိုင်ကိုယ်က လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေမှာခက်ခဲနေလို့ရှင့်သူတို့ကဒီပါတီအဟောင်းလက်မူလလက်ဟောင်းပါတီကိုလက်မလွတ်ချင်ဘူးလက်မလွတ်ချင်တဲ့အတွက်ဒီကနေအခြေချမှုတွေရှိရယ်ပါတီဆိုတာကလည်းရှင့်သူ့ဖွဲ့စည်းပုံနဲ့သူရှိတာဥက္ကဋ္ဌရရှိမယ်စီးစီးတွေရှိမယ်အဖွဲ့ဝင်တွေရှိမယ်အဲ့ဒါကြီးအားလုံးကတော့ရဲရောက်တဲ့သူကရောက်နိုင်ငံခြားပြည်တဲ့သူကပြည်ဥက္ကဋ္ဌဆိုရင်လည်းလက်ရှိမှာတော့အောင်ဆန်းစုကြည်အနေနဲ့ကတရားဥပဒေရအေးအေးယူခံထားတဲ့အခြေအနေဒီလိုမျိုးခက်ခဲတဲ့အများကြီးကြောင့်သူတို့ဒီ NLD ကိုလက်လွတ်ပြီးတော့မှလာရွေးကောက်ပွဲဝင်လို့ရမယ်အခြေအနေမှာသူတို့မလက်လက်မလွတ်ခဲ့ဘူးရှင့် ပါတီပေါ်သစ္စာခံမယ်ဆိုရင်တော့နိုင်ငံတော်ပေါ်မှာသစ္စာခံဖို့အပြည့်အဝစဉ်းစားလို့မရတဲ့အခြေအနေသူတို့ကြုံသွားတာရှင်။ဒါကြောင့် NLD ကပြုတ်ကျကြံခဲ့တာပါ။ဥပဒေအရကိုဖျောက်ချခံလိုက်ရတာပေါ့နော်။ဒါအောင်ကျင့်တတ်မှုမရှိဘူးဆိုရင်တော့ကြိုက်တဲ့နေရာကနေကြိုက်သလိုစစ်ဆေးလိုက်လေ။ NLD ကိုတမင်ထားခဲ့တာမှမဟုတ်တာရှင်။ဥပဒေအတိုင်းကိုစစ်စစ်ပြီးတော့ထားခဲ့တာရှင်။ဒီတော့ NLD မပါဝင်လာရခြင်းအကြောင်းရင်းဒီ NLD ရောက်ပါပဲရှင်။ဒါတော့မိဘပြည်သူများအားလုံးနားလည်လွယ်ဖို့လိုတယ်။ရိုးရှင်းစွာသိရှိဖို့လိုပါရှင်။ ဒီရက်ပိုင်းမှာဆိုရင် USDP ပါတီဥက္ကဋ္ဌဖြစ်တဲ့ဥက္ကီကြီးကလည်း NLD ပါတီပေါ့နော်ရွက်ကောက်ဝဲမှာမပါဝင်တဲ့အကြောင်းရင်းကိုလူမှုကွန်ရက်မှာရှင်းပြထားတွေ့ပါရှင့်အဲ့ဒီဥဒ္ဒံတော့ပေါက်သွားတယ်ပေါက်ရတဲ့အကြောင်းရင်းကလည်းရှင်းပါရဲ့ရှင့်ကောင်းကောင်းမွန်မွန်ရှင်းပြပေမဲ့တချို့တွေကလိုယာဆွဲတွေးပြီးတော့တင်တဲ့မီဒီယာတွေရှိရဲ့ရှင့်အဓိကပြည်ပြေးမီဒီယာတွေပေါ့နော်အိုကိုဘကမီဒီယာတွေကတော့မပါတီဥက္ကဋ္ဌတွေပါတယ်ကတခုခုအလိုထပြောလို့ရှင်သိပ်ပြီးတော့တင်တာဘာညာသိမ့်မရှိဘူးသူတို့စီကချက်ချင်းယူတင်တာသူတို့ကလေဒါချက်ချင်းယူတင်တာဘယ်ချိန်ကချောင်းနေမှမသိဘူးဘုံတော့အဲ့တော့ယူတင်တဲ့ချိန်ကျတော့ အခုကပြောတာကအမှန်တရားပဲဥပဒေအတိုင်းပဲပြောတာကိုသူတို့က NLD ပါတီနဲ့ပတ်သက်ပြီးတော့မကျေနပ်ချက်တင်ပေါ့ရှင်တင်မှာကလုံးရောထွေးပြီးတော့ဥက္ကဋ္ဌပုံမှာလည်းဝေဖန်မှုတွေနဲ့ပြင်းထန်စွာနဲ့အစဲခံရတာပေါ့ရှင်ပြောမစတဲ့ပြောမစအစဲခံရတာပေါ့အဲ့လိုဖြစ်သွားပါရှင်ကျမနိုင်ငံခါကြရင်လေအမှန်တရားကိုလိုချင်တာမဟုတ်ပါဘူးသိလားအမှန်တရားကိုသိချင်တာလည်းမဟုတ်ဘူးကိုသိထားတဲ့အရာကိုအမှန်တရားဆိုပြီးတော့လူတိုင်းလက်ခံစေချင်တာရှင်အတတ်တော်ကြည်သွားပြီပေါ့နော်ဒါကြောင့်လေဒီတော့ပါတီအနေနဲ့က NLD ပါတီဆက်လက်ရှိနေခြင်းမရှိနေခြင်းပေါ်မှာဘယ်သူမှဝင်ရောက်ပြီးတော့စုဖက်ပြီးတော့စဉ်းစားဆုံးဖြတ်လိုက်ရတဲ့ကိစ္စလည်းမဟုတ်ဘူးရှင်ဥပဒေတိုင်းပဲစီမင်းစည်းကမ်းတိုင်းပဲသွားရတာရှင် NLD ပါမှမြန်မာနိုင်ငံမှာရွေးကောက်ပွဲဖြစ်ရမယ်ဆိုပြီးတော့ဘယ်ဖျားဟောထားလို့လဲရှင်စုဖက်လိုပဲမေးရတော့မှာ NLD ပါမှမြန်မာနိုင်ငံရွေးကောက်ပွဲရတရားမျှတပါမယ်ဆိုရင် NLD ကိုပြောလေဝန်ထမ်းအောင်စူးစမ်းနိုင်လေရွေးကောက်ပွဲဝန်ထမ်းအောင်လို့စီမင်းစည်းကမ်းနေသူတေချာလုပ်ပြီးသူကသူပြန်လဲဖွဲ့စည်းတည်ဆောက်ပြီးလုပ်လေသူဘာလို့မလုပ်လဲရှင်သူကအဲ့ဒီအဟောင်းကိုတလဲနေဖြစ်နေရလေ လမ်းတက်ဖွင့်ဖို့အတွက်ကို तू မစဉ်းစားနိုင်တာလေဒီတော့အပြစ်ရှိခြင်းရှိသူ့မှာရှိရရှင့် NLD ပြက်စီးရခြင်းအကြောင်းရင်းဟာ NLD အဖွဲ့ဝင်တွေကြောက်ပဲရှင့်တခြားလူလက်ညှိုးလိုက်ထိုးလို့မရဘူးသိလားအဲ့လိုဇာလန်းလေးတော့ရှိရပါတော့ဒီတော့ပါတီပါခြင်းမပါခြင်းဟာမြန်မာနိုင်ငံမှာရှိရဲ့နိုင်ငံရေးပါတီအပေါ်မှာနိုင်ငံတော်ကစီးကျက်ထားတဲ့စီမင်းစည်းကမ်းတိုင်းအားလုံးပေတံနဲ့အကုန်လုံးတိုင်းချပေးရမှာပဲရှင့်ဟင်းသီးဟင်းရွက်တစ်ခုဓာတ်နဲ့တိကနဲ့ဖြတ်လိုက်လို့မျိုးဓာတ်ထက်ထက်နဲ့တိကနဲ့ဖြတ်လိုက်လို့မျိုးအားလုံးကတိတိကျကျပဲပြက်ပြက်သားလုံးဝမှာရှင့် ဟိုဟာလေးတော့နည်းနည်းလေးဖြတ်မယ်ဒီဟာလေးတော့အတူလေးထားမယ်ဒီဟာလေးတော့အရှိလေးထားမယ်ဆိုပြီးလှုပ်ရအောင်ဥပဒေအထက်မှာနေချင်ကြလို့လားအဲ့နဲ့ဒီဟာလူတွေကအဲ့နဲ့ဒီနဲ့ပတ်သက်တဲ့လူတွေကဒါဆိုရင်ဥပဒေအထက်မှာအဲ့နဲ့ဒီနေမယ်ဆိုရင်ဥပဒေအထက်မှာနေဖို့အတွက်အခြားဖွဲ့စီလည်းစူးစမ်းမှာပဲရှင်ကိုနည်းကိုရတယ်အဲ့တော့မတရားလို့မပြောနိုင်လေသိလားကျွန်မနိုင်ငံအဲ့လိုအခြေအနေရှင်အမှန်တရားတွေလည်းမသိတော့ဘူးသူကအတ္တတွေပဲရှိတော့တာသိလားအဲ့လိုအခြေအနေတော့ရှိပါရှင်ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်မပြောပြရတာအခုအရေးကြီးဆုံးအပိုင်းလေးပညာရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ကနေပြီးတော့မနေ့ကအစည်းအဝေးမှာပြောကြားသွားတယ်နိုင်ငံတော်အနေနဲ့အတန်းပညာအားနည်းတဲ့သူတွေကိုပြစ်ထားလို့ရမှာမဟုတ်ဘူးတဲ့။ကျောင်းပြင်ပပညာရေးနဲ့ဘုဒ္ဓရာရှမီရေးအတွက်ကိုစ조사လှုပ်ဆောင်ပေးရမှာပေါ့နော်။ဒီအတွက်စာကြည့်လိုက်သေးစာဖတ်ဝိုင်းနေအစီအစဉ်ပေးရမယ်။အဓိကကျောင်းပြင်ကျောင်းပြင်ပပညာရေးကိုပေါ့နော်။ဆောင်ရွက်ပေးရမယ်ဆိုပြီးတော့တေချာလေးဆွေးနွေးထားပါရှင်။လာပါပြီရှင်။အရေးကြီးဆုံးပေါ့နော်။ဒီသတင်းရဲ့အသက်ပါရှင်။အသက်ကိုပြောပြပါမယ်။အခြေခံပညာအထက်တန်းဆောင်ရွက်ပွဲအောင်မြင်မှုမရှိတဲ့ကျောင်းသားကျောင်းသူများအတွက်တဲ့။ Polytechnic Institute များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်းပထမဆုံးအနေနဲ့နေပြည်တော်မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ပြည်내ရဲ့ဒိုင်းဒေသကြီးတွေမှာလည်းတက္ကသိုလ်ဝန်ထမ်းအောင်မြင်မှုမရှိသေးသူများတက်ရောက်နိုင်မဲ့ Polytechnic Institute Institute တွေကိုတနည်းတန်တန်းနဲ့စပြီးတော့နှစ်လိုက်တန်တန်းနဲ့ဖွင့်လှစ်ပေးမယ်။အဲ့တော့လာမယ့်ပညာသင်နှင့်မှာဆောင်ရွက်ပေးသွားမှာဖြစ်တယ်ဆိုပြီးတော့သိရပါရဲ့ရှင့်အဲ့အတွက်လိုအပ်တာတွေကိုနိုင်ငံတော်ကကြိုတင်ပြင်ဆင်ထားတယ်။တင် जा ပေးမဲ့ဆရာဆရာမတွေခန့်ဖို့ရယ်တင်ထောက်ဖို့ပစ္စည်းတွေဖြည့်တင်းဖို့လည်း ဆောင်ရွက်နေရဲဆိုပြီးတော့သိထားပါရဲ့ရှင်ပြောထားပါရဲ့ဗောနော်ဆွေးနွေးထားပါတယ်ဒီတော့ဝမ်းသာစရာသတင်းလေးပါပဲရှင်ကျမလွန်ခဲ့ရက်တည်းကပဲစင်တန်းဆောင်22တန်းဗောနော်ကျမလည်းအငြင်းရှောတယ်စတန်တန်းဆောင်မျိုးကမဖြစ်နိုင်တဲ့ကလေးတွေအတွက်အင်မတန်ကိုကျမဝမ်းနေခဲ့ပါရှင်ဘာကြောင့်လဲဆိုတော့ကျမကလည်းအဲ့ဒီစင်တန်းဖြေတော့တော်ပင်မန်းဖြေခဲ့တာဆိုလို့တဲ့မှာကလေးတွေရှင်ကခံစားချက်ကိုနားလည်ဗောနော်ဒါ့အပြင်22တန်းမအောင်လို့ရှင်ကျမနိုင်ငံမှာကအလောက်ကန်ခွန်လန်းအရင်နေရှင်အဲ့ဒီလိုကနေကလေးတွေဟာလေလွင့်နေပျက်စီးတယ်ဒုက္ခရောက်ကြတယ်သူတို့ PTF ဖြစ်တယ် ဘဝတွေအဲ့လိုမျိုးစုံကြိုးခုံပြီးတော့ပျက်စီးဆုံးရှုံးမှုပေါ့နော်အတိကအဖူးအုံကုန်လေးတွေအချိန်မတန်မဲနဲ့ကြွေလွင့်လာပါရှင်ဒီလိုအချိန်လေးလေးကိုကျမလည်းသုံးသပ်ပြီးတော့တင်ပြခဲ့ပါရခြင်းအခုတော့တိုက်ဆိုင်စွာနဲ့ပဲနိုင်ငံတော်ကလည်းဒီလိုမျိုးကြိုးတင်ပြင်ဆင်ထားတဲ့ကိစ္စလေးရှိတာဖြစ်တဲ့အတွက်ဒီလိုရှိတာကိုကျမတို့သိလိုက်ရတဲ့အတွက်အင်မတန်ဝမ်းသာပါရခြင်းအခုဆိုရင်အထက်တန်းကိုမဖြေနိုင်ဘူးဆိုရင်တော့မှအားမလျှော့နဲ့တော့မောင်လေးညီမလေးတို့နော်ဘလို့ဖြစ်ပိုလီ Institute ဆိုတာမီးပညာနဲ့ပတ်သက်တာလေးနိုင်ငံတော်သင်ပေးမယ်ဘလို့အဖြစ်ကျွမ်းကျင်လုပ်သားအဖြစ်နဲ့တော့ဘဝမှာရက်တည်လို့ရပါတယ်ရှင့်ကိုကဒါကြောင့်ဒီနှစ်မှာဆက်နှစ်တန်းကိုမဖြေနိုင်ဘူးဆိုရင်လည်းတကြံမှာပျော်ပျော်ကြီးကိုပျော်လိုက်ပါနော်ပြီးသွားတဲ့ကိစ္စအောင်ဘာမှပြုတ်ပြင်လို့မရတော့ဒါကြောင့်တကြံမှာပျော်လိုက်ပါပြီးတဲ့အခါမှာကိုရဲ့ဆောင်းပေးဘဝရလတ်ကိုကြည့်ပြီးတော့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ဆောင်အောင်ပါပဲရှင့်နိုင်ငံတော်ကဖွင့်ပေးမယ်မီးပညာကျောင်းလေးတွေတန်းန်းလေးတက်ပါ သူကနှစ်ဥစားကြည့်ရလလဝတ်တန်တန်းနေတလားနှစ်လားတန်တန်းနေတနှစ်တန်တန်းစသဖြင့်ပေါ့နော်သူရဲ့သင်ကြားမဲ့အတက်ပညာအလိုက်အချိန်ကာလတော့နည်းကြမှာပေါ့ရှင်အဲ့လို3 4လလာနေပြီးတော့တနှစ်ကျော်လောက်ကြည့်တော့အချိန်ပေးရမှာပေါ့ဒါပေမဲ့အဲ့ဒီအာတက်ပြီးလို့ရှင်ကိုကလုံမွေးဝင်ဝင်လို့ရပြီလေအချိန်ညာလောက်ခလာစားရလာမယ်အဲ့ဒီကနေမှာကိုက12တန်းပြန်ဖြည့်ခြင်းလဲဆိုလဲဖြည့်ပေါ့ဟုတ်တယ်မလားပြီးတဲ့အခါမှာမိဘအတွက်လည်းဒါအပန်းမကြီးတော့ဘူးပေါ့ရှင်ဟုတ်တယ်မလားအဲ့လိုမျိုးလေးပေါ့အနည်းဆုံးတော့ဘဝတွေကလေလွင့်မသွားတော့ဘူးပေါ့ရှင် ဆန္ဒတမ်းမအောင်ဆိုရင်တော့မအောင်ငါဘုံကဆန္ဒတမ်းမအောင်ဆိုရင်ငါကျွမ်းကျင်လုံသားဘက်ကိုသွားမယ်ဆန္ဒတမ်းအောင်မယ်ဆိုတော့တက္ကသိုလ်ဝန်ထမ်းတိုးစာတက္ကသိုလ်တက်မယ်ဘွဲရအောင်လုပ်မယ်ပြီးတဲ့အခါမှာငါရဲ့လုပ်ငန်းခွင်ကအတက်ပညာနဲ့လုံးလုံးဝလုပ်ငန်းခွင်ကိုသွားမယ်စသဖြင့်ပေါ့နော်ဒီလိုမျိုး class လေးတော့ क्वे သွားတာပေါ့ဒါပေမဲ့ကလေးတွေစိုးဝါးစွာလမ်းပြောက်တဲ့ကိစ္စတော့မဖြစ်တော့ဘူးရှင်ဒါလေးကတော့အင်မတန်ကိုဝမ်းသာဘွဲရကောင်းတဲ့သတင်းလေးတစ်ခုသာဖြစ်ပါရှင့်ဒီလိုမျိုးကျမတို့နိုင်ငံရဲ့အဖူးငုံလေးတွေပေါ်မှာ စင်ကြံမြစ်တာရှေ့ထားပြီးတော့ပျက်စီးရပျက်စီးကြောင်းအ ਨੇ ဆုံးဖြစ်အောင်လို့စီမံဆောင်ရွက်ပေးတဲ့နာဆကအဖွဲ့ဝင်များအားလုံးကိုလည်းကျွန်မဒီကနေပြီးတော့မိဘပြည်သူများအားလုံးကိုစားလေးနက်စွာကျေးဇူးတင်ရှိပါတယ်ရှင်။ဒီလိုမျိုးလေးပေါ်ဆောင်လိုက်တယ်ဆိုတာနိုင်ငံတော်အတွက်အရေးကောင်းပါတယ်ရှင်။အဓိကလူငယ်တွေအတွက်အရေးကောင်းပါတယ်နော်။ဒါကြောင့်မောင်လေးညီမလေးတို့ရေစန္ဒတမ်းမဖြေနိုင်လို့ဆိုပြီးတော့ချုပ်ရရှိရဲကိုကိုတတ်တရမလား၊လေနောက်လိုက်ရမလား၊မိမပဲယူလိုက်ရတော့မလား၊တော်တွေပဲသွားရတော့မလား၊ထိုင်းတယ်ဆက်ပဲပြေးရတော့မလား။ ပေါ့နော်အဲ့လိုကြောက်ကြတာပေါ့ရှင်းတယ်မှာဟိုဘာပဲလောက်ရတော့မလဲပေါ့နော်မိဘရဲ့ညံ့တာလည်းမကြည့်ရဲ့အိမ်မှာဘယ်နှနေလို့နေရမှမသိဖြစ်နေရဲ့သူတွေမဖြစ်နေတော့ရှင်အခွင့်အလမ်းတွေရှိလာပြီဖြစ်တဲ့အတွက်အချိန်လေးနည်းနည်းလေးသာဆောင်ဆိုင်မှာဒီလမ်းကြောင်းပေါ်မှာရအောင်တက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်ကြံဆောင်ကြပါလို့ဒီကမမနေပြီးတော့ပေါ့နော်စတနန်းဖြည့်တဲ့အကြောင်းသူအကြောင်းသားလေးများကိုသတင်းစကားလေးပါလိုက်ပြရစီရှင်မိဘပြည်သူများရှင်ကျမဒီနေ့မပြောမဖြစ်ပေါ့နော်ပြောဖြစ်ပြောမယ်သတင်းလေးကတော့ဖတီးမလေးနဲ့ပတ်သက်တဲ့သတင်းစာဖြစ်ပါရဲ့ရှင် ပတိမဆိုတာကတော့ကျမတို့မန္တလေးမှာအချင်းမောင်းပေါ့နော်သူကတမယာတိလေးလေးလုံးပြီးတော့တမယာတိတုတ်ပေါ့ရှင်ပြောမယ်ဆိုတော့အဲ့ဒီငပိလေးနဲ့မစုံကြောက်လေးနဲ့ပေါ့ရှင်ကျမ online မှာတွေ့ရခဏခဏတရီလေးကြလိုက်တာအကြည့်ပြီးရန်စားကြတာပဲသိရဒါပေမဲ့ကျမတော့မစားရသေးဘူးရှင်စားဖို့အတွက်ကြိုးစားဖို့တုံးရှိသေးတယ်သူကဆိုင်ပိတ်သွားပြီရှင်သိရဆိုင်ပိတ်သွားတဲ့အကြောင်းရင်းကတော့သူ FDA ကနေပြီးတော့ ဒီလိုက်လာတယ်ဒါသူ့ရဲ့စေဥစ္စာပေါ်စားတော့ပုံနဲ့ပတ်သက်ပြီးတော့ပေါ့နော်စီမင်းစီကံအရာလောက်ဆောင်ရမယ့်ဟာရင်လာပြောတယ်ပြီးတော့အခွန်ကောက်ခံရတယ်ဆိုတဲ့ကိစ္စပေါ့အဲ့အတွက်သူကဆိုရင်လုပ်ငန်းခက်တက်ခဏရပ်တန့်သွားခဲ့ပါရှင့်ပြီးတော့ပြောပြမှာကပါလဲဆိုတော့ကျမတို့ကဖြစ်တဲ့ဖြစ်တိုက်တာနဲ့ဖြစ်နေတာနဲ့ပေါ့နော်အဲ့ဒါလေးပြောရမယ်ရှင့်နံပါတ်1ပြောမှာဖြစ်တဲ့ဖြစ်တိုက်တာတိလားအဲ့ဒါကဆို FDA ပေါ့နော်ကျမတို့နိုင်ငံမှာ FDA ဆိုတာစေဝါနဲ့အစားအသောက်ကိုစီမံပြီးတော့ကုကဲရတဲ့ဌာနဖြစ်ပါရှင့်ဒီဌာနဆိုရင် အစားတောက်တဲ့ဈေးဝါတွေကလူတွေပေါ်မှာအဓိကဓာတ်ရက်တက်ရောက်တယ်လေလူတွေကကျမ်းမာရေးအခမ်းအသင်းတိတ်လဲတိတ်သွားနိုင်တယ်ဒီကစားတောက်တဲ့ဈေးဝါအရေးကြီးဆုံးပဲဒီလားအဲ့တော့အဲ့နှစ်ခုနဲ့ပတ်သက်ပြီးတော့ဌာနတွေကကုတ်ကဲရတာပေါ့နော် FTA ကနေပြီးတော့သူ့တာဝန်ကတော့ရှင်းပါတယ်ပြည်သူလူထုတွေကနေပြီးတော့ဈားထဲမှာပြန့်နှံ့နေရဈေးကွက်ထဲမှာပြန့်နှံ့နေရပစ္စည်းတွေကပြည်သူလူထုအတွက်ကိုကျန်းမာရေးဆိုးကျိုးတွေဖြစ်စေလားကောင်းမွန်ရဲ့လားစသဖြင့်ဒါလေးတွေစီစစ်ပြီးလောက်ကန်နေဖွဲ့တာဖြစ်ပါရဲ့ရှင့် ဒီအစားအသောက်တွေဈေးဝါးတွေလုပ်ငန်းရှင်အားလုံးအပ်ပြီးရှောက်ထားဖို့လိုတယ်အပ်ပြီးရှောက်ထားတဲ့ခါမှာဆိုလည်းခက်ခဲမှုတော့မရှိပါဘူးရှင်အဲ့ဒါလေကျွန်မနည်းနည်းလေးပြောပြပါမယ်အဓိကထုတ်လို့မဲ့အစားအသောက်တွေထောက်ကန်ချက်ရှောက်ထားတဲ့အမှတ်တစိုက်အမှတ်ပုံတွေမိတူတွေပေါ့နော်အဲ့ဒါရှိမယ်ပြီးတော့အမှတ်စိုက်မှာဟက်လေအမှတ်သားပါမယ်ဆိုရင်ထောက်ခံချက်ပြရမယ်လုပ်ငန်းဖွဲ့စည်းပုံဝန်ထမ်းစာရင်းပေါ့နော်အဲ့ဒီဝန်ထမ်းစာရင်းမှာမှာဝန်ထမ်းရဲ့အမည်အရေးချင်းတာဝန်တွေရေးရမယ်လုပ်ငန်းတည်နေရာပြမြေပုံတွေအစောက်ဦးခန်းဖွဲ့စည်းပုံတွေအဲ့ဒါပြရမယ်ရှင် ပြီးရခါမှာအတုံးပြည့်တဲ့အတုံးပြည့်တဲ့စက္ကရိယာတွေနဲ့စက္ကရိယာလိုက်အသေးစိတ်မှတ်ချက်တွေအစားအသောက်ထုတ်လုပ်ပုံအစဉ်စဉ်ရှင်းလင်းဖော်ပြချက်တွေအစဉ်စဉ်ဓာတ်ပုံနဲ့ဖော်ပြရမယ်အရေးသွေးထိမ့်သိမ့်မှုဆောင်ရွက်ချက်တွေစားတော့မှာပါဝင်တဲ့ပစ္စည်းတွေရဲ့အသေးစိတ်သတ်မှတ်ချက်တွေပေါ့နော်ဒီလိုပိုင်းတွေထည့်သွင်းရတယ်ဆိုတာကလည်းစဉ်းစားကြည့်လေရှင်မိဘပြည်သူများအစားအသောက်ဆိုတာစားမှာလေတိလာအဲ့ဒီစားလိုက်တဲ့အစားအသောက်ကကိုယ့်စီကိုကောင်းကျိုးနဲ့ဆိုးကျိုးနှစ်ခုရှိမှာရှင့်ဒီလားဒီတော့ဒီလိုမျိုးထိမ့်သိမ့်နေဆိုတာကမှန်ကန်တဲ့သဘောတရားတစ်ခုသာဖြစ်ပါတယ်အစားအသောက်ထုတ်လုပ်တဲ့နေရာတန့်ရှင်းရမယ် ။ဒါပြင်ရောစားတောက်နဲ့ပတ်သက်ပြီးတော့သုံးပြုတဲ့ဆက်ပစ္စည်းတွေအစားသေးချာလေးစစ်ဆေးရမယ်ဆိုတဲ့ကိစ္စကတော့အမှန်တရားသာဖြစ်ပါရှင့်။ပြီးရဲ့အခါမှာအစားတောက်ကင်တွယ်သူဝန်ထမ်းတွေရဲ့ဝန်ထမ်းတွေတော့ကပေါ့နော်မြို့နယ်အစမ်းမကြီးဦးစီးဌာနရဲ့စစ်စစ်ချက်ဆိုတာလိုပါရှင့်။ဒီပိုင်းတော့ရေးကြည့်ပါနော်။အခုလိုကူးစက်ရောဂါများပြားနေတဲ့အချိန်မှာအစာတောက်ကိုထုတ်လုပ်နေတဲ့နေရာမှာအလုပ်လုပ်တဲ့သူတွေကကူးစက်ရောဂါရှိနေမှာဆိုရင်စားတောက်တဲ့သူတွေအတွက်အဆင်ပြေပါမလားရှင့် ဒါကစဉ်းစားမယ်ကိစ္စဖြစ်ပါတယ်နော်ဒီအပိုင်းလေးကတော့လုံဆောင်တင်ပါတယ်ပြီးရခါမှာလုပ်ငန်းမပုံတင် license ထောက်ထားမိတူတွေပေါ့နော်အဲ့လိုမျိုးလေးလိုအပ်တယ်အာပြီးတော့မြို့တဲ့စီပင်သားကြီးအဖွဲ့ကထုတ်ပေးတဲ့လုပ်ငန်း license ဒါလေးပေါ့ရှင်ဒီလိုရရင်လည်း FD ကိုရှောက်ထားလို့ရပါရဲ့ရှင် FDA လက်မှတ်တွေကိုလုံဆောင်ပေးတယ်ဆိုရင်ကုမ္ပဏီတွေလည်းကြော်ညာနေကြတာကျွန်မမြင်တွေ့ပါရှင်ဒီတော့ဒီ FDA ကတော့ရှောက်ထားတဲ့နယ်ပေါ့နော်ကိုကထုတ်ပုံကူထုတ်လိုက်ပြီဆိုရင်ရှောက်ထားတဲ့နယ် ဒီဖတီမာလေးပေါ့နော်ဒီအချိန်မောင်းကိစ္စကသူကပထမတော့လမ်းပေးမှာရောင်းနေရဆိုပြဿနာမရှိဘူး။သူကနောက်ပိုင်းကျတော့ဘူးလေးနဲ့ရောင်းလာတဲ့အတွက်ဒါဟာသူကထုတ်ကုန်ဘက်ကိုရောက်သွားပြီပေါ့နော်။ထုတ်ကုန်ဖြစ်လာတဲ့အညီတို့ကမဲဝေးပူတာရှိမယ်ဂျာတိဥဒုပူပြင်းတာရှိမယ်ဒါပြင်တမရသည်ရဲ့အစမယ်အမောက်ပေါ့နော်တမရသည်ကလည်းဆွတ်စားလို့မရအောင်ရှင်သိလားအဲ့လိုပေါ့ဂျမ်းမာကြီးကိစ္စကြီးပေါ့ရှင်ဒါနိုင်ငံတော်ကစီးကျက်တဲ့နဲ့အတွက်ဒီလိုကိစ္စနေရသူစီရောက်လာတာပါရှင်ဒီအပိုင်းထိကမှန်ပါတယ်မမားပါဘူးနိုင်ငံတော်ကတစ်စက်မှမမားပါဘူးရှင် အဓိကသူ့မှာပြဿနာတက်တာအခွန်နဲ့ပတ်သက်ပြီးပြဿနာတက်တယ်လို့သိရပါတယ်အဓိကသူ့အခွန်နဲ့ပတ်သက်ပြီးသိန်း80တောင်းတယ်ဆိုတဲ့ကိစ္စပေါ့နော်ကျမတို့နိုင်ငံမှာအခွန်နဲ့ပတ်သက်ပြီးတော့တရားလေ့လာမယ်ဆိုရင်အခွန်မျိုးစားတွေများရှိရခြင်းကျမတို့ဒီမိုကရေစီဆိုတာကိုကြိုက်တယ်ဆိုရင်အခွန်ကိုတော့မိထားလို့မရပါဘူးကျမတို့နိုင်ငံတော်ဆိုတာကနိုင်ငံသူနိုင်ငံသားတွေရဲ့အခွန်နဲ့လဲပတ်တာပါရှင်ဒီတော့ဒီအချိန်မောင်းတယ်လေးနဲ့ပတ်သက်ပြီးတော့အခွန်နဲ့ဆိုင်တဲ့ပြဿနာပေါ့နော်ဒီမှာသူ့အနေနဲ့ချက်ချင်းဖြစ်လာတဲ့ခါကျတော့ အခွန်ကသူ့လုပ်ငန်းတစ်ခုတည်းရနေပုံတော့အခွန်မျိုးစားဘယ်နှစ်ခုလောက်နဲ့ပတ်သက်ပြီးတော့သူစောင့်ရမယ်ဆိုတော့နားမလည်တဲ့အတွက်သူလည်းလုပ်ငန်းက delay ဖြစ်သွားတာပေါ့ရှင်ကြာသွားတာပေါ့နော်အဲ့တော့သူခဏရက်လိုက်ရတာပေါ့ဒီအတွက်ကျွန်မထင်တာကတော့သူအခွန်နဲ့ပတ်သက်တဲ့ပညာရှင်တွေနဲ့ဆွေးနွေးပြီးတော့ဒီကိစ္စကိုလုပ်အောင်ပါပေါ့ရှင်ကျွန်မအခုပြောတာနဲ့အချင်းမောင်းတယ်နေတော့တော်တော်မဆက်ဆက်တယ်လို့ပဲနော်ဒီလားကျမတို့ကျမပြောနေတာနိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်ပညာရှင်တွေတောင်မှတိုင်ပင်ရမယ်ဆိုတဲ့အခြေအနေမှာသူ့ရဲ့အခြေအနေလေးကလမ်းမမှာရောက်ရတဲ့အချင်းမောင်းတယ်လေးလေ ဘလို့မှကဆက်အဆက်မှုမရှိရင်ကျမတို့ပြောနေတယ်မအဆက်မှန်သိရဲ့ရှင်။ဒါလေးကတော့ဖတီးမပါတော့အချိန်ပေါင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဘက်ကလှုပ်တာကမှားတယ်လို့ပြောလို့လည်းမရအောင်ဆိုတော့ပြောပြချင်တာ။သိလား။ဒါပေမဲ့နိုင်ငံတော်ဆိုတာကကျမရှင်းပြဒီညားနေစပြီးတော့ဒါကျမအပိုင်းဖြစ်သွားပြီ။ကျမဝေဖန်သုံးသပ်မှအပိုင်းဖြစ်သွားပြီပေါ့နော်။နိုင်ငံတော်ကလှုပ်တာမှန်တယ်ဒါပေမဲ့ကျမနိုင်ငံရဲ့အခြေအနေကိုတခြားလောက်စောင့်ခဲ့ကြည့်မယ်ဆိုရင်အခုနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကဘာမှနားမလဲဘူးရှင်။ တိလားအခုဆိုရင်ကျွန်မဖြစ်စေချင်တာပေါ့နော်ဒါကျွန်မရေမဟုတ်ပါဘူးကျွန်မမိဘပြည်သူရေအားလုံးပြည်သူရေအားလုံးဖြစ်စေချင်တာကအခွန်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒီလိုဖြစ်တယ်ဆိုရင်ဩဒီလိုမျိုးထုတ်ကုန်ထုတ်တဲ့အခါမှာအခွန်နဲ့ပတ်သက်ပြီးလာတယ် FTA နဲ့ပတ်သက်ပြီးလာတယ် DI နဲ့ပတ်သက်ပြီးပြည်သူလူထုက knowledge မရှိဘူးလေ knowledge မရှိတဲ့အတွက်တန်တရားတွေနဲ့ဘာလောက်တာလဲညာလောက်တာလဲဆိုရဲကိစ္စရက်တွေနဲ့ပြည်သူလူထုကတန်တရားတွေဝင်လာတဲ့အခါမှာနိုင်ငံတော်အတွက်ထိခိုက်တယ်ရှင့်နိုင်ငံတော်ဂုံတိုက်ခါထိခိုက်တယ်ရှင့်ဒီတော့နိုင်ငံတော်ဂုံတိုက်ခါမထိခိုက်စေရင် ဒီဝင်ကြီးဌာနတွေအားဆိုရင်ကိုယ့်ရဲ့လုံဆောင်ချက်ကိုရှင်းလင်းပွဲတွေပြုလုပ်ပြီးတော့ရှင်းပြတဲ့တယ်လို့မထင်ဘူးလားရှင်။ဒီသတင်းဟာတော်တော်ကြီးကိုနမဲကြီးသွားတာဖြစ်ပါတယ်။ဒါကြောင့်ငါတို့ဒီအခွန်ပဲဖြစ်ဖြစ်ပေါ့နော်။အခုဒီဖတီမာလေးဖတီမာအချင်းမောင်းတဲ့ကိုသွားပြီးတော့ပတ်သက်တဲ့အခွဲပဲဖွဲ့လဲ FDA လားအခွန်လားဟုတ်ပြီ။ဘာကြောင့်လာပြီးတော့ဒီဟာကိုစီးကြရတာလဲ။ဘလို့စီးမြင့်စီးကန်းညီကြောင့်စီးကြရတာလဲ။ဝင်ငွေကုန်ထုတ်ကုန်ကုန်ပေါ့နော်။အဲ့တော့ခွန်ကလင်းကချက်မှုလို့ရှိရဲ့ရှင်။ဒီလုပ်ငန်းဟာဒီခွန်နေနဲ့ပတ်သက်တာဘာတွေဘာအကြောင်းအရာကြောင့်ပတ်သက်တာလဲ။ အကြောင်းရှိမှအကျိုးဖြစ်တာရှင့်အကျိုးကတော့ဒီဗတိမအချင်းမောင်းတဲ့စီကို FDA ရောက်လာပြီးအခွန်ရောက်လာပြီးခွန်ကိစ္စရောက်လာပြီးဒါဆိုရင်အကျောင်းကဘာကြောင့်ရောက်လာလဲလဲဘာအကြောင်းပြချက်တွေကြောင့်ရောက်လာလာလဲဆိုတာလေးကိုမိဘပြည်သူများအားလုံးသိအောင်လို့ဒီဝန်ကြီးဌာနတွေကရှင်းပြတင်တယ်လို့ထင်ပါတယ်ရှင့်ကျမနိုင်ငံမှာအခါကျရင်အရေးကြီးတဲ့ကိစ္စတွေကြော်ကြော်သွားတယ်ဟုတ်လားဒါဆိုရင်ပြည်သူလူထုကဝေဝါးနေပြီဘယ်သူမှမဆို နမ်းမြေမှာဈေးရောက်တဲ့ဈေးတယ်လေးတနာမှာပဲရှင့်ကျမောက်နိုင်ငံကလည်းဒီလိုမျိုးဈေးတယ်လေးတွေကို knowledge ရှိပါဆိုပြီးတော့သင်ပြလို့ရတဲ့အခြေအနေမဟုတ်ဘူးရှင့်ပညာရေးကဏ္ဍကလည်းနှိမ့်ကြနေတယ်ဒီတော့ပညာရေးကဏ္ဍနှိမ့်ကြတဲ့သူတွေကိုသွားပြီးတော့ဖိအားပေးရဖက်စားလို့ရှင့်ပညာရေးကဏ္ဍမြင့်တက်လို့သာအစိုးရလုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်တဲ့ဝန်ကြီးဌာနတွေမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေကပဲရှင်းလင်းပြောပြလိုက်တယ်နဲ့မဟုတ်ဘူးလားရှင့်ကျမောက်ပြောတာလေးကရှင်းပါရဲ့ရှင့်အချိန်မောင်းတယ်လေးနဲ့ပတ်သက်ပြီးတော့ပြည်သူတွေမကျေနပ်ချက်တွေဖြစ်နေပြီဝိပါဒကွဲပြားမှုတွေဖြစ်နေပြီ အခွန်ဌာနပေါ် FDA အပေါ်တန်လျာစိတ်တွေဝင်လာပြီဒါကိုဒီတိုင်းကြော်သွားမလို့လားမရအောင်ရှင်ကြော်သွားလို့မရအောင်အဲ့လိုကြော်သွားခဲ့တဲ့ကိစ္စပေါင်းမြောင်များစွာကြောင့်အစိုးရနဲ့ပြည်သူဟာအဖို့ထစ်ဖြစ်ပြီးတော့အဲ့ဒီတော်လှန်ရေးဆိုတဲ့ကိစ္စတွေဖြစ်လာတာရှင်နှစ်ပေါင်းများစွာဆုလာတဲ့အဖို့ထစ်တွေပေါက်ကွဲတဲ့အချိန်မှာနိုင်ငံတော်ပြက်စီတာရှင်ဒါကြောင့်ပုံကံတဲ့သူမှလည်းတာဝန်ရှိသလိုပုံကံခံရတဲ့သူမှလည်းတာဝန်ရှိရေနော်။တိလားနိုင်ငံတော်အစိုးရအနေနဲ့ဒီလိုကိစ္စရရင်ကြော်မသွားတင်ဘူးရှင့် ပြည်သူလူထုကိုနားလည်အောင်လို့အချက်နဲ့အလက်နဲ့တိတိကျကျအောင်ဖြည့်ရှင်းပေးတင်တယ်လို့ထင်ပါရှင့်ဒီအချိန်မောင်းတဲ့ပုံမှာအခွန်ကောက်ရတာဘားကြောင့်မလို့ကောက်ရတာအခွန်ကိုဘလို့ပုံစံမျိုးပေးဆောင်ရမယ်ဒီလိုလုပ်ငန်းတွေဆိုရင်ဒီလိုထုတ်ကုန်ထုတ်မယ်ဆိုရင် FTA ကိုဘလို့ရှောက်ရမယ်စသဖြင့်သတင်းစာရှင်းလင်းပွဲတစ်ခုနဲ့ပြည်သူလူထုကိုရှင်းပြလိုက်မယ်ဆိုရင်မသိတော်ဘူးလားလို့ကျွန်မရေရွရှင်းရှင်းလေးပဲမေးတာပါရှင့်ဒီတော့ကျွန်မအနေနဲ့ဆက်လက်ပြီးပြောပြချင်တာကဒီလိုမျိုးပေါ့နော်အချိန်မောင်းတဲ့လေးကိုအခွန်တွေ FTA တွေတိတိကျကျစီးကြရမယ်ဆိုတော့ကျွန်မလက်ခံတယ်နော် ဒါဆိုရင် online ပေါ်မှာရှိနေတဲ့ MLM သမားတွေကရောအရင်ကကြွားနေကြတာကျွန်မတွေ့ရရှင်တင်းုံထောင်ချီအောင်သူကချမ်းသာကြရတယ်ဆိုပဲသူတို့တွေအတွက်ကြောင့်အခွန်တွေကဘလို့ကောက်တာလဲရှင်ဒါအပြင်ရောအမှုပညာရှင်တွေပွဲရတက်လိုက်တာဟုတ်ပါလေသူတို့လုပ်တဲ့လုပ်ငန်းတွေမှာပတ်စံတွေဝင်ကြတာအမှုပညာနဲ့ပတ်သက်ပြီးဝင်ကြတဲ့ပတ်စံတွေကြောင့်အခွန်ဘလို့ကောက်လဲရှင်ဒါကြောင့်ပြည်သူကအခွန်အားတော့ပေးမှာပါပေးကြမှာပါပေးဖို့အတွက်ထိုက်တန်တဲ့အခြေအနေတခုကို ပြည်သူတွေနားရှင်းအောင်လို့ကြည်ကြည်ပြပြပေးအောင်လို့ရှင်းပြဖို့အတွက်ကတော့ဝန်ကြီးဌာနတွေရဲ့တာဝန်သာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မသတင်းသုံးသပ်ချက်လေးရနေပြီးတော့ထည့်သွင်းတင်ဆက်လိုက်ရတာဖြစ်ပါရဲ့ရှင်။ဒီဘက်ပြည်သူများရှင်ကျွန်မကိုတင်ဆက်ပေးချင်တာလေးကတော့ကျွန်မနိုင်ငံမှာအင်မတန်ရိုးသားလုံးတဲ့အဖွဲ့အစည်းတစ်ခုကြောင်းတင်ဆက်ပေးချင်ပါရဲ့ရှင်။ဒီသတင်းလေးကိုမိဘပြည်သူများသိကြနားထောင်မှာဖြစ်မယ်နော်။ဘာကြောင့်လဲဆိုတော့အရန်ယူသားတဲ့အဖွဲ့အစည်းကိုမိဘပြည်သူများမသိဘဲနဲ့စော်ကားမိမှာဆိုလို့ကျမပေါ့နော်တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင့်။အဲ့ဒီသတင်းလေးကိုမတင်ဆက်ခင်မှာ ထုတ်ပြန်စာလေးတစ်စာကိုအရင်ဆုံးကြည့်ရှုလိုက်ပါအောင်ရှင်မိဘပြည်သူတို့မြင်တွေ့ရတဲ့စာကတော့ KNU KNL ရကနေပြီးတော့ကော့တူးလေးရနေထုတ်ထားတဲ့စာပေါ့နော်25 3လ2025ရက်စွဲနဲ့ထုတ်ထားတာရှင့်ရေးထားတဲ့အကြောင်းအရတော့ထိုင်းနိုင်ငံမှာဆိုရင်အခုမိုးရေဆေးဝါးတွေဖန်းစီရမိထားတယ်လေအဲ့ဒီဖန်းစီရမိထားတဲ့မိုးရေဆေးဝါးတွေဟာတဲ့သူတို့ KNU KNL နဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးဆိုပြီးတော့အကြောင်းကြားအပ်ပါတဲ့သဘောထားထုတ်ပြန်ပါတယ်တဲ့ သူတို့ကဒီငွေစည်းဝါထုတ်လုပ်တာပြန်ပြူတာကိုနိုင်ငံတကာနဲ့တူစန့်ကျင်ရှုတ်ချရဲဆိုပြီးတော့စာတတန်ပေးတန်ရေးထားရဲ့ချက်ပြီးရဲ့ခါမှာသူတို့ဟာဆိုရင်ပေါ့နော်ဒီသူတို့နေနေအတွင်းမှာလည်းအုတ်ချုပ်ငွေစည်းဝါနဲ့ပတ်သက်ပြီးတော့ပြင့်ဖို့ကျူးလွန်နေသူတွေရှိမယ်ဆိုရင်တဲ့မိမိတို့အဖွဲ့အစည်းရဲ့တည်ဆဲဥပဒေနဲ့အညီရေးယူဆောင်ရွက်သွားမယ်ဖြစ်ကြောင်းတဲ့မိမိတို့ KNL ၊ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်မှသဘောထားယက်တီကြအထုတ်ပြန်အပ်ပါသည်တဲ့ဆိုပြီးတော့ထုတ်ပြန်လာတဲ့အချိန်ဒီကဒီတော့ငွေစည်းဝါတွေက တိုင်းသားလက်နက်ကန်နေနဲ့မသက်ဆိုင်ဘောနော်အဲ့လိုထုတ်ပြန်ချက်မျိုးလုံခဲ့တဲ့ရှက်တရားလည်းတွေ့လိုက်တဲ့အရှင်အေးအေးရထုတ်ပြန်တော့ဘောနော်ကျွန်မအဲ့ဒါလေးကြည့်ပြီးတော့အော်လို့ငါတို့တွေကအင်မတန်ရိုးသားစူးစားလုံးတဲ့သူတွေနေတဲ့နိုင်ငံမှာလူဖြစ်တာလေလို့တွေးမိရဲ့ရှက်ပါတီတို့ကလည်းရိုးလိုက်ကြတာမွေးစိုးရနဲ့လည်းမသက်ဆိုင်ဘလို့မျိုးမတရားတဲ့တရားမဝင်တဲ့ဘယ်လုပ်ငန်းတွေမှမသက်ဆိုင် အေအေကအကိုချေလို့ဆိုလဲအမြန်ရိုးသားတော့နော်အေအေကလည်းမွေးရစီဝါနဲ့မသက်ဆိုင်ဒါဆိုရင်ဖာတီတို့အကိုချေတို့ကအခုလက်နက်ကင်တွေလုံနေကြတဲ့ခါကျတော့ဘယံပတ်ဆက်နေနဲ့လက်နက်တွေဝယ်ကြရလဲရှင်ဒါလေးတော့မေးချင်ပါရှင်နော်အကိုချေတို့ကဟိုရခိုင်မှုတီရောင်းပြီးတော့အေအေတို့လက်နက်တွေဝယ်ရလားရှင်တိလားအခုဖာတီတို့ဆိုလဲဒီလိုပဲတန်လပေါ့ရောင်းပြီးတော့ကရင်ပြည်ကထွက်တဲ့ငပိရေရောင်းပြီးတော့လက်နက်တွေဝယ်ရလားရှင်အဖွဲ့အစည်းကိုရက်တည်ရလားရှင် အဖွဲ့အစည်းရဲ့ဝင်ငွေစီးကြောင်းကဘလို့လဲရှင်အဖွဲ့အစည်းကဘာစီးပွားရည်လုပ်လဲရှင်ဒါလေးတွေမေးလို့ရောရပါသလားရှင်ကျမကရိုးသားလို့နဲ့အဖွဲ့အစည်းတွေကိုရိုးသားတဲ့မေးခွန်းလေးပဲမေးတာပါနော်ဒီနီလန်းနေနဲ့ပတ်စံမရှာအောင်ဆိုဘယ်နီလန်းနဲ့ပတ်စံရှာရဲဆိုတာလေးတွေကျမတို့ရိုးသားသားမေးခွန်းရှိရင်မဟုတ်လားရှင်ဒါလေးတော့ဒိုင်းသလနဲ့ကိုင်းနိုင်အားလုံးကိုပေါ့နော်မွေးစိမ့်နဲ့လုံးဝမသက်ဆိုင်ပါဆိုပြီးစာထုတ်လာတဲ့အဖွဲ့အားလုံးကိုကျမတို့ကမေးချင်ပါတယ်ရှင်ဘယ်ပတ်စံနေနဲ့များအဖွဲ့တွေရက်တည်နေကြတာတော့ဘယ်ပတ်စံနေနဲ့များ နိုင်ငံတော်ပုံကံတဲ့ကိစ္စတွေလုပ်နေကြရတော့ရှင့်ဒါလေးတော့မေးချင်ပါတယ်နော်ဒီတော့ကျွန်မနိုင်ငံကတော့ရှင့်အဲ့လိုမျိုးယူသားကြရဲရှင်သေးလားကျမတို့ကခါကြရဲကျမစဉ်းစားမိရပါတော့ဩလက်လက်ကင်ဖွဲစီရလဲယူ PT ရတရားလဲယူပေါ့နော်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကလဲယူမယူသားတာကျမတို့ပြည်သူတွေပဲကြံတော့တာလားမသိဘူးရှင်သိလားအဲ့လိုတော့အတွေးပေါက်ပါတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့ယူသားနေထိုင်ကြပါရှင့်ဘလွဲဖြစ်တာစံပြအနေနဲ့ကျမတို့က ဟိုအတူယူတဲ့နယ်လေဟုတ်တယ်မလားဒီလက်လက်ကန်အခွဲစီရိုးလိုက်တာကြည်ပါအောင်ရှင်မိုးရေစီဝါနယ်လည်းမပတ်သက်တရားမွေလုပ်ငန်းတွေလည်းမပတ်သက်မိဘပြည်သူတို့အားမကြအောင်လားရှင်အားကြရဲဆိုတော့ကျွန်တော်တို့သူတို့ကဲ့သို့ပေါ့နော်ရိုးသားစွာနဲ့စူးစားစွာနဲ့ဘဝကိုနေထိုင်ကြပါလို့ကျွန်မတရင်သုံးသက်ချက်လည်းနေပြောချင်ပါအရှင်ကျွန်မတို့နိုင်ငံတွေအဲ့လောက်ထိရိုးသားကြလို့လေနိုင်ငံတော်ကအခုလိုဖြစ်တာလားမသိဘူးနော် ဟိလာအရန်ရိုးကြတော့လေအရန်ရိုးသားကြတဲ့ခါကျတော့တောင်နဲ့တောင်ရိုးကုန်ပြီးပြိုင်ကြတာပေါ့ရှင်ရိုးကုန်ပြီးပြိုင်ကြတဲ့ခါကျတော့ကျမနိုင်ငံပြည်သူတွေအခုလိုဖြစ်တာပေါ့ရှင်နော်ဒီလိုပဲကျွန်မပြောလိုက်ပါတော့မယ်နော်ကျွန်မအနေနဲ့သတင်းတင်ဆက်တဲ့ခါမှာဘလို့မှဒီသတင်းရောလေဖတ်ကြည့်ပြီးတော့အတီးအထန်တင်ဆက်လို့မရအောင်ရှင်ဒီလားစိတ်ထဲမှာအရန်ကြီးကျင်နေရဲ့ဒီလားပြောတာပြောနေရအရန်ကြီးကျင်နေရဲ့ပေါ့နော်သူတို့ကများရရဆဆရိုးရိုးသားသားပုံစံမျိုးဖန်ပြီးပြီးတော့ဒီလိုစအောင်ထုတ်ရဲရဲ့ရှင်တော့အံ့ဩကောင်းတယ်တိရ တော့အဟိုကောင်းနေရှင်နော်အဲ့တော့မြန်မာနိုင်ငံငွေရေးစေဝါတွေကပိုင်ရှင်မဲ့ပဲရှင်ဒီတာပိုင်ရှင်လုံးဝမရှိဘူးဘယ်ရလာလို့လာမှန်းလည်းမသိဘူးတကယ်ငွေရေးစေဝါလမ်းကြောင်းနေလိုက်လိုက်ရှင်ပိုင်ရှင်မဲ့မိုးဘွားပဲပြုတ်ကြလာလားရေအောင်ခဲပဲတက်လာလားငရဲပြာပဲတက်လာလားနတ်ပြာပဲဆင်းလာလားမသိနိုင်တော့မသိခြင်းများစွာနဲ့ငွေရေးစေဝါတွေမြန်မာနိုင်ငံဈေးကွက်ထဲမှာပြန့်နှံ့ရောက်ရှိနေရဲ့ရှင်ဒီတော့အဲ့ဒီငွေရေးစေဝါတွေကိုယိုးသားလာတဲ့အဖွဲ့အစည်းတွေကသူတို့နဲ့မသက်ဆိုင်ဘူးဆိုတော့မယိုးသားတဲ့ပြည်သူတွေနဲ့သက်ဆိုင်နေရလား အဲ့ဒါလည်းမေကုတ်ထောင်းအောင်မကိစ္စပါဘူးเนาะဒါပေမဲ့အမှုရေးဆေးဝါးတွေတုံးပြီးဒုက္ခရောက်နေတာမရိုးသားတဲ့ပြည်သူတွေဒုက္ခရောက်နေရဲ့ရှင့်ဒါကြောင့်ရိုးသားတဲ့အဖွဲ့အစည်းအနေနဲ့အမှုရေးဆေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပါးပါးလေးထိန်းချုပ်ပေးကြအောင်လို့တိုက်တွန်းလိုပါရှင့်မြန်မာနိုင်ငံမှာမရိုးသားတဲ့ပြည်သူတွေကုံအားလို့ရှင်လေရိုးသားတဲ့အဖွဲ့အစည်းအုပ်ချုပ်စရာလူမရှိမှဆိုလိုပါရှင့်ဒါကြောင့်ကျွန်မအနေနဲ့တင်ဆက်ပေးရဖြစ်ပါတယ်။အဲ့ဒီသတင်းသုံးသပ်ချက်အဆုံးသတ်လေးကိုကျွန်မအကြီးကြီးတွေပဲပြောချင်တော့ပါရှင့်နော်။ ်အင်မတန်ရိုးသားလာတော့ဖွဲ့စည်းတဲ့အကြောင်းကိုပဲပြောရင်းနဲ့ပဲသတင်းသုံးသပ်ချက်လေးကိုယနေ့အတွက်ကျွန်မရန်နာခွင့်ပြုပါရှင်ကျွန်တော်တို့ brand media ရဲ့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းကြည့်ရှုအားပေးကြတဲ့မြတ်ပြည်သူများကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ကတော့သတင်းတင်ဆက်တဲ့ပုံလေးကသူများနဲ့နည်းနည်းလေးတော့ကွဲထွက်တာပေါ့နော်အဲ့လိုအတော်ပြောလေးနဲ့တင်ဆက်ရတယ်လို့ကျွန်မပို့ပြီးတော့သဘောကျပါရှင်ဒါလေးကိုနှိမ့်သက်တဲ့မြတ်ပြည်သူများလည်းလာပြီးတော့ကြည့်ရှုနားထောင်ကြပါရှင် မတို့သတင်းသမားတွေကြတော့ကိုဟန်မူရတမျိုးစီရှိကြရလေဘူဟန်တမျိုးစီရှိရပါဘောရှင်ကျမရဲ့ဘူဟန်လေးကတော့အဲ့လိုမျိုးဟိုခနဲ့တက်တက်ရွတ်တက်တက်ပုံစံလေးပြောတာလေးကတော့ကျမရဲ့ဘူဟန်ပါပဲရှင်ဒါကျမရဲ့အဲ့ဒီဟာလေးကိုနားထောင်ခြင်းလို့လာပြီးသီးသန့်တကူးတကနားထောင်တဲ့မိဘပြည်သူတွေလည်းအများကြီးရှိပါရဲ့ရှင်လွယ်ဖြစ်သတင်းသုံးသပ်ချက်လေးကနေပြီးတော့ဘူတုတာလေးရသွားမယ်ပျော်စရာလေးရသွားမယ်ခါကြောက်လည်းဝမ်းနေစရာလေးရတာပေါ့ရှင်လူမျိုးလေးပေါ့ခံစားချက်ရှားတာစုံလင်တာပေါ့ရှင်ဒီလိုမျိုးလေးရှိသွားတယ်ဆိုရင်တနေ့တောင်ဘဝမောပြေးတာပေါ့ရှင် ကိုရရှိတဲ့နဲ့ data လေးလည်းရသွားသလိုဘဝမောလေးလည်းပြည်တာခါကြတော့ကျမတို့ရဲ့တင်ဆက်မှုလေးကလည်းတာဝန်ကြည့်ရလို့ခံစားရတာပေါ့ရှင့်ဒါကြောင့်နေ့စဉ်နေ့တိုင်းအားပေးရသူလည်းကျေးဇူးတင်ပါတယ်ဒီထက်လည်းပိုပြီးတော့စူးစမ်းတင်ဆက်ပါမယ်လို့လည်းကျမတို့ဂရုသစ္စာပြုပါရှင့်ကျမတို့ brand meter ရဲ့ရင်းတင်ဆက်မှုကိုအများနဲ့ကြည့်ရှုတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေလို့ကျမတို့ brand meter အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်